အားလုံးပဲမင်္ဂလာပါရှစ်စေးသားရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီဟာလေးပေါ့နော်ကျွန်တော်ပြပေးမယ်နော်ကနန်းဆိုင်လေး6ထိပ်6ဘိတ်ပေါ့နော်6ဘိတ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရဲ့အောက်မှာ6ဘိတ်လို့6ဘိတ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရဲ့အောက်မှာ6ဘိတ်လို့ရိုက်တယ်ဒါလေးကနော်လေးကစီလေးပေါ့လေးကစီလေးကိုဆက်ပေးနိုင်လို့ဒါပြပေးတာပါ chúng nó ôm mà rồi chúng nó đuổi bắt lại nó sáu bảy đấy, thì chín tháng chín tám chín lì chín vậy ôm mà sáu năm bảy đấy, nó thu ra ba sáu năm bảy nó nó bán sáu lũ vậy đấy, nó nó bán sáu lũ vậy đấy. cho nó bị đấy nó bón chậu đấy မယူပြဘဲနဲ့တော့မယူဘဲနဲ့မဝင်ခဲ့နဲ့ဗျမဝင်ခဲ့နဲ့တော့ကျွန်တော်လည်းလှုပ်ရှုပ်တယ်အကိုတို့လည်းဘာမှမြင်ရတာလည်းမဟုတ်ဘူးဒါအရှင်းဆုံးလင်းဆုံးလေးရကျွန်တော်ပြောတာနော်6နောက်ပိတ်နောက်ပေါင်း6တယ်နော်ဒီမှာလည်းအဲ့လိုပဲနော်6နောက်ပိတ်တယ်နောက်ပေါင်း6တယ်အားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးကျွန်တော်ဒီလိုပြောလို့လည်းနော်တမျိုးမမြင်နဲ့ဗျကျွန်တော်လည်းအများနဲ့လုပ်ငန်းလုပ်ရတာနော် နော်6နောက်ပိတ်တယ်နောက်ပေါင်း6တယ်နော်ခဏဆိုင်ပြထားပြီပဲအရန်ဆိုင်တွေပြတယ်ဗျာအရန်ဆိုင်ပြတယ်ကျွန်တော်လည်းပုံမလင်းလင်းပြောထားတယ်နော်ဒီမခါသုံးလုံး30ဖြစ်တယ်သူ့ရဲ့ဘေးမှာအိုးမယ်လို့ကျွန်တော်ကနော်အရင်ရင်ပွဲကြေကြေပြောထားတယ်အယူယူရှင်းရှင်းလင်းရယ်နော်6နောက်ပိတ်နောက်ပေါင်း6လို့ရိုက်တယ်ရိုက်လိုက်တာနဲ့သူကသူ့ရဲ့နော်တပင်ကြမှာ၄၅ကိုထွက်ထားတယ်အဲ၄၅ကိုကဘလို့ထွက်ထားလဲဆိုတော့ ဒီနှလုံးပေါင်း30လို့ရိုက်ထားတယ်နော်သိချင်ကြည့်ပါ तू က6နောက်ပိတ်နောက်ပေါင်း6လို့ရိုက်တာနဲ့ဒီဘက်မှာ तू ကဒီနှလုံးပေါင်းပိတ်နဲ့ထိတ်နဲ့30လို့ရိုက်တယ်အဲ့လိုရိုက်လိုက်တာ30 30ရဲ့ပါပါ5ခါလို့ပြန်ရိုက်တယ်ဒီနှလုံးပေါင်း30 30ရဲ့ပါပါ5ခါလို့ပြန်ရိုက်တယ်5ခါလို့ရိုက်လိုက်တာနဲ့ဒီနှလုံးပေါင်း30အเจ้าမလို့ပိတ်နဲ့ထိတ်နဲ့နော်30အเจ้าမလို့ तू ကဒီ3လုံးပေါင်းလည်းလိုက်ပြီးတော့ဒီ4လုံးပေါင်းပေါ့နော်ဒီ4လုံးပေါင်းလည်းလိုက်ပြီးတော့ ်တစေလို့သူထည့်ထားတယ်နောက်ပေါင်းနှစ်ရဲ့နော်နောက်ပေါင်းနှစ်ရဲ့ကိုးအပိတ်ရဲ့ကိုးအပိတ်ရဲ့ဒီလေးလုံးပေါင်းတစေလို့ရိုက်တာတဲ့ဒီနှလုံးပေါင်းတစေကြောင်မလို့တစေပါပါငါးခါလို့ဝင်တယ်နော်ငါးခါလို့ဝင်လိုက်ကြတဲ့ကသူကဒီနှလုံးပေါင်းတစေကြောင်မလို့ဒီသုံးလုံးပေါင်းဒီလေးလုံးပေါင်းလည်းတစေလို့သူထည့်ထားတယ်ဒါတွေကရှိတယ်နော်ဒါတွေကပေါင်းရင်းလေးသွားနေလို့နော်ပေါင်းရင်းလေးသွားနေလို့သူ့ရဲ့ဖြီးဆိုင်ကနော်ကျွန်တော်တို့6နောက်ပိတ်နောက်ပေါင်း6နော်ဒီသုံးလုံးပေါင်းနှစ် အဲ့နှစ်ကိုတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်၆ချိန်ရပြီမှာနှစ်ရက်နှစ်ခတ်ရှီပေါင်းလေးလို့လည်းရိုက်တာနော်ရှီပေါင်းလေးလို့လည်းရိုက်တာ၆နောက်ပိတ်တယ်နောက်ပေါင်း၆တယ်သူ့ရဲ့တပင်းကြမှာထွက်တာတက္ကနကနော်၆လေးခွန်အဲ့၆လေးခွန်ကဒီနှလုံးပေါင်းကိုးထားတယ်နော်ပိတ်နဲ့ထိတ်နဲ့ကိုးတယ်အဲ့ပိတ်နဲ့ထိတ်နဲ့ကိုးနော်ကျွန်တော်တို့ကိုးရပါပါလေးခါလို့ပြန်ရိုက်တာလေအဲ့လေးခါလို့ပြန်လိုက်တာဒီနှလုံးပေါင်းကိုး သူကနောက်တွဲခွန်နဲ့ဒီနှလုံးပေါင်းနှစ်နဲ့ကိုနော်သူကကိုးလို့ပြန်ရိုက်တယ်အရှာကြီးနော်ဒီမှာတော့30လို့ရိုက်တယ်နော်30 30ပါပါ9ခါလို့လည်းရိုက်တယ်ဒီနှလုံးပေါင်း30ကြောင့်မလို့ဒီလီလုံးပေါင်းလည်း30လို့ရိုက်ထားတယ်ဒီမှာကျတော့6နောက်ပိတ်နောက်ပေါင်း6တယ်ဒီနှလုံးပေါင်း9တယ်30ပြီးတော့9ရိုက်ထားတယ်9ရဲ့ပါပါ4ခါလို့ရိုက်တယ်4ခါလို့ရိုက်တာနဲ့ဒီနှလုံးပေါင်း9ကြောင့်မလို့နော်ဒီ3ဒီလီလုံးကလည်း like 9လို့ထည့်ထားတယ်နော်သူက ဒီသုံးလုံးပေါင်း6နောက်ပိတ်နောက်ပေါင်း6ဒီသုံးလုံးပေါင်းနှစ်အဲ့နှစ်ကတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်6ချိန်ရဲ့ဘေးမှာနှစ်ရက်နှစ်ခတ်ရှီပေါင်း4လို့လည်းရိုက်ထားတယ်ဒီမှာလာလို့ပဲเนาะ6နောက်ပိတ်တယ်နောက်ပေါင်း6တယ်နောက်ပေါင်း6လို့ရိုက်လိုက်တဲ့နာသူ့ရဲ့เนาะတပင်းချာမှာထွက်တာတာ3 3နှစ်အဲ့3 3နှစ်ကဒီနှလုံးပေါင်းပြန်ရှစ်ထားတယ် ိုက်နှလုံးပေါင်း၈လို့ရိုက်လိုက်တာနဲ့ရှေ့ရဲ့ပါဝါ၃ခါလို့ရိုက်တယ်။၃ခါလို့ရိုက်တာနဲ့ဒီနှလုံးပေါင်း၈အကြောင်းမလို့ तू ကဒီနောက်တွဲ၃ရဲ့ဒီနှလုံး၅ရဲ့เนาะနောက်ပိတ်နှလုံး၅ရဲ့เนาะရှေ့လို့ပြန်ရိုက်တယ်။เนาะအဲ့လိုရှေ့လို့ပြန်ရလိုက်တာနဲ့ကျွန်တော်တို့ဒီမှာက30เนาะဒီမှာက9เนาะနှလုံးပေါင်း9ဒီမှာနှလုံးပေါင်း8လို့ဝင်ထားတယ်เนาะ ရှစ်လုံးဝင်လိုက်တာနဲ့သူကဒီနှလုံးပေါင်းနောက်ပိတ်နော်6နောက်ပိတ်နောက်ပေါင်း6ဒီသုံးလုံးပေါင်းနှစ်နှစ်ရက်နှစ်ခတ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်6ချိန်ရဲ့ဘေးမှာနှစ်ရက်နှစ်ခတ်ရှီပေါင်း၄လို့လည်းရိုက်ထားနော်ရှီပေါင်း၄လို့လည်းရိုက်ထားတယ်ဒါတွေကနော်သူကဖြီးဆိုင်တော့မဟုတ်ဘူးနော်ကျွန်တော်လည်းလိုက်တာတော့လိုက်တယ်နော်ဖြီးဆိုင်တော့မဟုတ်ဘူးပေါင်းချင်းလေးနဲ့သူသွားတာပေါ့နော်6နောက်ပိတ်တယ်နောက်ပေါင်း6တယ်သူ့ရဲ့တပင်းကြမှာထွက်မှတ်ကနနော် သူ့ရဲ့တပင်ကြမှာထွက်မဲ့ကဏ္ဍကကျွန်တော်တို့ဒီမှာကနှလုံးပေါင်း၁၀နှလုံးပေါင်း၉နှလုံးပေါင်း၈เนาะနှလုံးပေါင်း၇မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့၄ပိတ်ရှိနေတယ်ကြောင့်မလို့၃ထိလို့ထဲမှာ၇မယ်၃ထိလို့ထဲမှာ၇မယ်ပေါ့เนาะအဲ၃ထိလို့ထည့်လိုက်တာနဲ့ဒီနှလုံးပေါင်း၇၇ရဲ့ပါပါကိုเนาะနှစ်ခါလို့ပြန်ထည့်ရမှာဗျเนาะ တခြားကြည့်နော်ဒီနှလုံးပေါင်း10 10 10ပါဝါ9ခါနော်9ခါကိုနော်ဒီနှလုံးပေါင်း10ကြောင့်မလို့ဒီလေးလုံးပေါင်းလည်းလိုက်10ထားတယ်10ပြီးတော့9နော်ဒီနှလုံးပေါင်း9 9ပါဝါ4ခါအဲ့4ခါလို့ဖြစ်လိုက်တာနဲ့ဒီနှလုံးပေါင်း9ကြောင့်မလို့ဒီလေးလုံးပေါင်းလည်းလိုက်ပြီးတော့9ထားတယ်9ပြီးတော့8နော်ဒီနှလုံးပေါင်း8တဲ့8ပါဝါ3ခါတယ်3ခါလို့ရိုက်လိုက်တာနဲ့နော်သူကဒီ3လုံးပေါင်း8ကြောင့်မလို့ဒီနှလုံးပေါင်း8ကြောင့်မလို့သူကနောက်ထိုင် เนาะရှိဒီနောက်တွဲနဲ့ဒီနှလုံး၅နှုတ်လဲသူကရှစ်လို့ရိုက်ထားတယ်ရှစ်ပြီးတော့ကျွန်တော်တို့ကရှေးပေါင်းခွန်လို့ထက်ပေါ်၄နှောက်ပိတ်ရှိတယ်သုံးထိပ်ထဲမှာခွန်ဖြစ်မယ်ဒီနှလုံးပေါင်းခွန်ကြောင့်မခွန်ရပါဟွာเนาะနှစ်ခါเนาะဒီနှစ်ခါလို့ထည့်လိုက်တာနဲ့ဒီနှလုံးပေါင်းခွန်ကြောင့်မလို့သူကဒီသုံးလုံးကလည်း లై ခွန်အောင်ရှေးတွဲ၅ရဲ့နောက်တွဲ၅ရဲ့၆ပိတ်ရဲ့เนาะတော့ကခွန်ဖြစ်ဖို့ဟွာเนาะနောက်တွဲ၅ရဲ့၆အပိတ်ရဲ့ခွန်ဖြစ်ဖို့ဟွာဆိုတော့ကျွန်တော်တို့က၆ကံမှာ เนาะဒီလေးလုံးကလည်း like ခွန်မယ်ပေါ့เนาะသူကအပိတ်နဲ့ထိတ်နဲ့ခွန်ထားတော့เนาะဒီလေးလုံးကလည်း like ခွန်မယ်ဆိုတော့ကျွန်တော်တို့က326ဆိုတဲ့ date နော်326ဆိုတဲ့ date ပေါ့အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီ326 date ဆိုတာလည်းဒီနှလုံးပေါင်းဒီသုံးလုံးပေါင်းနှစ်เนาะ6ပိတ်နဲ့နောက်ပေါင်း6နဲ့เนาะဒီသုံးလုံးပေါင်းနှစ်အဲ့နှစ်ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်ရဲ့ ပေးမှာနှစ်ရက်နှစ်ခတ်လေးလို့ရှေးပေါင်းလေးလို့သူထည့်ထားတယ်ပေါ့နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်ဒါတော့ legacy ပေါင်းခြင်းဆိုင်ပါဒီမှာကသူကဒါကျွန်တော် organize site ကိုဒါရိတ်ရောင်တော့ပြခဲ့မယ်နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံး line နိုင်တော့ကိုဘကို like ပြီးတော့လုပ်ကြည့်ပေါ့ဗျာနော်ရရကျွန်တော်တို့ကတော့အော်ထားပြီကျွန်တော်ပို့ထားတဲ့ကဏ္ဍကိုလည်းအော်ထားပါကျွန်တော်28ရက်နေ့ကျွန်တော်ကဏ္ဍဆိုင်ပို့ပါ ဒီခါသုံးလုံး30လို့ဖြစ်ထားလို့ပေါ့နော်ခါသုံးလုံး30လို့ဖြစ်ထားတဲ့ဘေးမှာဒီချိန်မှာအောမှာနော်ဒီချိန်မှာနော်ချိန်နေစင်မှာအောမဲ့ခဏကတခြားချိန်နော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါအသွာခဏရဲ့အသွာအလာလေးတွေပြခဲ့မယ်နော်ခဏရဲ့အသွာအလာလေးတွေဒါဒီ2025ထဲမှာလှုပ်ထတာကစီနီယံထွက်ထားတယ်နော်အဲ့စီနီယံကိုတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်မှာ စီနီယံပြန်ထွက်တယ်ကျွန်တော်ကဒီခါသုံးလုံးတစေလို့ဖြစ်ထားတဲ့ဘေးမှာဒီမှာစီနီယံကြခဲ့တော့ဒီမှာစီနီယံမကြနိုင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာ तू ကစီနီယံထည့်ခဲ့တာ तू ရက်ထက်ကိုเนาะဒီခါသုံးလုံးတစေရဲ့ဇောင်းကို तू ကထည့်ခဲ့တော့ဒီချိန်မှာကျွန်တော်တို့ကစီနီယံမဟုတ်တော့ဘူးလို့ဒါကျွန်တော်ပြောခဲ့တယ်เนาะအဲ့မှာခါသုံးလုံးတစေကဘယ်မှာလာဖြစ်လဲဆိုတော့ခါသုံးလုံးတစေကဒီမှာလာဖြစ်တယ်เนาะသူကလည်းရည်ထားတာကကျွန်တော်တို့ ပထမစီနီယာနဲ့ယူထားတာ2ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မှာเนาะစီနီယာထည့်ထားတယ်ဒီကြိမ်မှာမလာနိုင်တော့ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာကကျွန်တော်တို့2ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်မှာဒီကြိမ်မှာကဒါစီနီယာအသာသွားပြီဘာလို့လဲခါသုံးလုံးကလည်း30လို့ဖြစ်သွားပြီစီနီယာเนาะဟိုမှာကเนาะ တကြိမ်၊၂ကြိမ်၊၃ကြိမ်၊၄ကြိမ်၊၅ကြိမ်၊၆ကြိမ်၊၇ကြိမ်၊၈ကြိမ်မှာစီနီယံထည့်ထားတယ်။ဒီမှာလဲတကြိမ်၊၂ကြိမ်၊၃ကြိမ်၊၄ကြိမ်၊၅ကြိမ်၊၆ကြိမ်၊၇ကြိမ်၊၈ကြိမ်မှာစီနီယံဒါရွှေစေသားရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးเนาะကျွန်တော်ဒါစီနီယံ၁ကွက်เนาะစီနီယံ၁ကွက်ဆင်ကြည့်လိုက်ဗျာပက်လေထိုးကွက်60เนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကွက်60ထိုးမလားတကွက်ထဲထိုးဒီတကွက်ထဲနဲ့တကွက်ကိုတင်ပြီး၅ကွက်ကိုညံမလား နော်အထိုင်းတော့ရှားနေတယ်လောလောဆယ်တော့ပတ်လဲတော့ယင်ပို့ထားတယ်နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်ဒီမှာစီနီယာ89စီနီယာ89စီနီယာနဲ့အပေါ်က6ခွခနော်ရှီပေါင်း10နောက်ပေါင်း10နဲ့6ခွခလို့ခံပြီးမှသူ့နေထဲမှာစီနီယာထွက်ထားတယ်ဒီမှာလည်းသူက6ခွခထားတယ်ရှီပေါင်း9နောက်ပေါင်း9လို့ခံထားတယ်ဒီချိန်မှာစီနီယာကိုကျွန်တော်တို့ကအဲ့လိုကြောင့်မလို့အော်ခိုင်းတာသူ့နေထဲမှာလှုပ်ထတာကသူ့မှာဂျင်ရင်ကရှစ်ဂျင်กว่าမှာစီနီယာထဲ့တယ် no? ီမှာ6ခွာထားတယ်အဲ့သူ့အောင်မှာစီနီယံထည့်ထားတယ်ဒီမှာလည်း6ခွာထားတယ်သူ့အောင်မှာစီနီယံအော်ဂနန်နော်လောလောဆယ်ကနန်းဝန်တော်ရင်ပြောထားတယ်စိုက်က28ရက်နေမှာပို့မယ်နော်အားလုံးကျွန်တော်ရဲ့မက်ရှိတငယ်ချင်းများအားလုံးစီနီယံ10ခွက်ရှိတယ်ဘက်လက်ထိုးမယ်ဆိုကွက်60ရှိတယ်ကြိုက်ရင်ထိုးအားလုံးကျွန်တော်ရဲ့မေရှိတငယ်ချင်းများအားလုံးကျွန်တော်တို့က6ကွက်ထဲတဲ့အော်ရမှာเนาะ6ကွက်ထဲကိုတကွက်အထိုင်ရှာပြီးတော့အော်မယ် တန်တဲ့၅ခွက်ကိုရန်ထိုးထိုးမယ်လောလောဆယ်တော့ကျွန်တော်ပို့ထားတာကပက်လေပို့ထားတယ်เนาะပက်လေလေးအရင်ထိုးထားပါဗျာเนาะ